နာမည်ကလေးမေးခြင်းနဲ့သူနာပြုတ်တက်ကသူတက်နေတာဒုတိယလအရောက်မှာပမောက်ခကြီးကတင်တန်းသူတွေကို အမေးအဖြေစာရွက်တရွက်ပေးပြီးဖြေခိုင်းတဲ့မိန်းကလေးကလည်းထက်မြက်ပြီးတာဝန်သိတဲ့သူဆိုတော့တွက်လက်ပေါ်ပါစွာပဲမိခွန်းတွေကိုဖြေပစ်လိုက်တဲ့အလွယ်လေးဆိုပြီးဖြေလိုက်တာနောက်ဆုံးမိခွန်းတစ်ခုကိုရောက်တဲ့အထိပါပဲ။ နောက်ဆုံးမေးခွန်းကတော့တင်တို့စာသင်ခန်းကိုနေ့စဉ်တန်ရှင်းရေးလုပ်ပေးနေတဲ့အမျိုးသမီးရဲ့နာမည်ဘယ်သူလဲတဲ့ဒီမေးခွန်းကနောက်တိနောက်တောက်ပဲတန်ရှင်းရေးလုပ်တဲ့အမျိုးသမီးကိုနေ့စဉ်မြင်တွေ့နေကြသူကအရက်ရှိတယ်သပင်ကနတ်မောင်မောင်ပြီးတော့အသက်50လောက်ပေမဲ့သူ့နာမည်ကိုကိုဘယ်လိုလုပ်သိပါမလဲနောက်ဆုံးမေးခွန်းကိုမဖြေဘဲကွက်လက်ခြံထားတဲ့အဖြေလွာကို ဆရာလက်အပ်လိုက်တယ်။ကျောင်းဆင်းကနေနောက်ဆုံးအချိန်မှာတင်နန်းသူတယောက်ကနောက်ဆုံးမိကုန်းရဲ့အဖြေကိုလဲအမှတ်ပေးတဲ့အထဲမှာထဲ့မလားလို့မေးတယ်။လုံးဝထဲ့မှာပေါ်လို့ပမောက်ခါကဖြေတယ်။မင်းတို့ရဲ့အတက်မွေးဝမ်းကြောင်းမှုဘဝတာတလျှောက်လုံးမှာမင်းတို့ဟာလူပေါင်းမြောက်များစွာနဲ့ဆုံတွေ့ကြရမယ်။တွေ့ရသူတိုင်းဟာ အရေးပါအရာရောက်ပြီးအတိတ်ပဲပြေဝတဲ့သူတွေကြီးပဲ သူတို့ဟာမင်းတို့ရဲ့ဂရုတစိုက်ပြူတာခံယူဖို့ထိုက်တန်ကြတယ်။အ ਨੇ ဆုံးမင်းတို့ကပြုံးပြတာနေကောင်းလားနှုတ်ဆက်တာမျိုးပေါ်လို့ပမောက်ခါဆက်ပြောတယ်။သူနာပြုတ်တက်ကတော့မှအဲ့ဒီတုန်းကရခဲ့တဲ့သင်္ကန်းစာကိုမင်းကလေးကတသက်တာလုံးမမေ့တော့ဘူးတဲ့။ပြီးတော့တန်ရှင်းရေးလုပ်ပေးတဲ့အမျိုးသမီးရဲ့နာမည်ကလည်းဒိုရိုသီဆိုတာလဲမမေ့ဘူးတဲ့။